ချက်ကတော့အောက်ဆုံးမှာတက်ခဲ့ရတာ emotional intelligence for business ကိုတက်ရတာကျွန်တော်ခေါင်းဆောင်နေ emotional intelligence ကိုဘယ်လိုမြင်အောင်လုပ်မလဲ organization မှာ emotional intelligence ကိုဒီချက်တော့ knowledge capital အနေနဲ့ဖြစ်အောင်ဘယ်လိုလုပ်မလဲဒါပေမဲ့အဲ့ဒီထဲမှာလူငယ်တွေအတွက်သိသိနဲ့အချက်ကိုဒီချက်ဒီထဲမှာပြန်ပြီးတော့ခွဲထားတာပါ emotional intelligence က it is all about creating change Uh, so emotional intelligence will join so we talk about knowing ourselves and knowing the others ကိုကိုသိတာသူများကိုသိတာ ်ဒီချက်နဲ့သားနဲ့တိသွားတယ်။ဘာပြောင်းလဲวะလဲ။ပြောင်းလဲวะလား။တိယုံနဲ့ပြောင်းလဲวะလား။ It's all about action. Emotional intelligence is not only about your emotion. How you manage your emotion, how you stimulate your emotion to have the action. ကိုယ့်ရဲ့စိတ်ကိုဘယ်လိုမျိုးနှိုးဆွလဲ။ကိုယ့်ရဲ့ဒီလိုတိုက်ဖြစ်ပြီးကြရတဲ့စိတ်ဓာတ်ကိုချက်ချင်းဆွဲကြိုင်ပြီးတော့လုပ်ငန်းခွင်ကိုရအောင်ဝင်လဲဆိုတဲ့အရာက emotional intelligence လို့ခြေဝါပြန်ပြောတာနော်။ အဲ့တော့ emotional intelligence ကကိုကိုရဲ့ better versions of you ကိုတခြားလူကပြန်သွားတယ်။သူတို့ရဲ့တအားရဲ့သိစိတ်ကိုစဉ်းစားမြင်သိစိတ်မှာတအားတို့ဘာလုပ်နေလဲ။နားထောင်နားထောင်နေတယ်။ဒါသိစိတ်မှာစဉ်းစားလိုက်လို့နားထောင်နေ။အရင်ကငါနားထောင်နေဆိုတာငါသိလား။မသိဘူး။အဲ့ဒါ emotional intelligence ပဲ။ဗုဒ္ဓဟောတာဆိုရင်ပို့ပြီးတော့ကိုယ့်ရဲ့လွတ်နေတဲ့စိတ်ကိုသိရမယ်။စိတ်ကိုဒီတိုင်းလုံးဝမလွတ်ထားဘူး။စိတ်တည်အားလုံးကိုကိုယ်လွတ်ချင်တဲ့ပုံစံအတိုင်းပဲစနစ်တကျထိန်းချုပ်တဲ့သူကဒါနဲ့ဒါနဲ့ ် emotional intelligence မှာနှစ်ခုနဲ့အုပ်ချုပ်တယ်စိတ်ဆိုရာကခန္ဓာကိုယ်ကြီးတစ်ခုလုံးကစိတ် is my mindfulness နှလုံးသားနဲ့အုံနောက်နဲ့အုပ်ချုပ်တဲ့အရာကိုတခြား emotional intelligence လို့ခြေရပ်ပြန်ပြောတာပေါ့နော်အဲ့တော့ EI ကိုသုံးလို့ရတဲ့နည်းလမ်း၅ခုရှိတယ်တဲ့နံပါတ်၁က EI as the personality management ဒီကျွန်တော်ရဲ့ personality တွေကို manage လုပ်ဖို့ကိုယ့်ရဲ့ယုံမှာကိုယ့်ရဲ့ team member တွေကို manage လုပ်ဖို့အတွက်ခြေရပ်ပြန်သုံးတယ်အဲဒါလေးလည်းအရန်အကျိုးရှိတယ် EI as a relationship building ဘာဖြစ်လဲတားနဲ့တစ်ချက်နဲ့ relationship create လုပ်နေတယ်။ဆိုရင်တားနဲ့ဘာဖြစ်နေလဲတစ်ချက်မသိဘဲနဲ့ relationship လုပ်လို့ရလား။နားထောင်နေလားလဲမသိဘူးနားမထောင်ဘူးလားလဲမသိရလား။မရတော့ EI က relationship building အရင်ရေးကြည့်ပါရဲ့အိမ်မှာကိုမိဘနဲ့ relationship နော်ကိုရဲ့ဒါဒါဒါချစ်သူနဲ့ relationship တင်ငင်ချင်းနဲ့ relationship မှာ EI ကိုသုံးမှာကိုဖြစ်ချင်တာလဲလုပ်ပါသူတို့ဖြစ်ချင်တာလဲလုပ်ပေးပါသူတို့ရဲ့အရေးအကဲကိုလည်းကြည်ပါကို့အရေးအကဲကိုလည်းသူတို့သိအောင်ပြပါ So EI, it is more than a conversation. It's all about your behavior, your emotion. EI, it's about relationship building EID resilience. Can I eat Swanny Shibu at EI Machilo Loma Loma Miao? At Tonyare, EID customer awareness to a little yare. Piro EI ga, go organization ma, what is happening? Are they happy or are they not? အဲ့အတွက်လည်းချက်တို့ပြန်သုံးရတယ်တဲ့အဲ့တော့တခြားအဲ့ဒီ AI မှာတခြားအရန်ကြိုက်တဲ့ concept လေးရှိတယ်သူက seeing emotional intelligence မျိုးတဲ့အဲ့သုံးခုလောက်ရတယ်နံပါတ်1 seeing ခုတခြားမြင်လားအတော်သေးရပါတော့အေး seeing နောက်တစ်ခုက feeling တခြားကဒီတိုင်းကြီးပဲစကားပြောနေတယ်တအားတခြား feeling လုံးလို့ရလားဘာလို့တချက်ဘာလို့လူတွေနဲ့စကားလိုက် communicate လုပ်နေလဲဆိုတချက်တချက် EL လက်ချိန်ညာ nothing ပြီးတော့မှ only than understanding ပြီးတော့မှနားလေတာအဲ့တော့ဒီမှာစီးပွားရေးလောကမှာလည်းဟိုဒီကျင်နေမဲ့သူတွေအများကြီးပဲကိုယ့်ရဲ့စားသုံးသူတွေအားလုံးကိုစင်းစိတ်မှမရက်သွားပါနဲ့မြင်ုံနဲ့မလုံလောက်ဘူး feeling သူရဲ့ feeling ကိုသူရဲ့ feeling ကိုလည်းသိရမယ်သူတို့ကကိုယ့်ရဲ့ feeling ကိုလည်းသိရမယ်ပြီးတော့မှ understanding သူတို့ကိုကိုယ်က understand လုပ်ပြီးတော့မှဘာ change လုပ်မှာလဲဆိုတာစဉ်းစားရမယ်တဲ့ တော့ AI မှာ empathy မရှိလို့လုံးဝမရဘူးကျွန်တော်တို့ဒီ empathy နဲ့ကျွန်တော်တို့ပြန်သွားလို့ရတယ်เนาะဒီငါးခုမှတ်မိတယ်เนาะ Okay AI ရှိဖို့အတွက်နောက်ထပ်နှစ်ခုတယ်တဲ့ဒါကကျတော့ Goldman တို့ဘာလို့ပြောခဲ့တာသူကဘာပြောလဲဆိုတော့ self awareness ရှိရမယ်ကိုဘာဖြစ်နေရလဲကိုဘာဖြစ်ချင်တာလဲ and ပြီးတော့အခါကျရင် awareness of the other သူများကိုသိတာဖြစ်ရမယ် self awareness မှာအရေးကြီးဆုံးက value တဲ့သူကဘာလဲဆိုတော့လေ deep down ကိုကြည့်ကြည့်လိုက် what do you believe in ကိုဘာယုံကြည်လဲ ဒီချက်ဆိုလည်းချက်ကိုချက်ချပွေးတွေးရှိပြီဒီချက် value နဲ့ data value တွေ is about the same တလားကိုမတင်ရရင်ဟိုတဲ့လားစိတ်ကြကြီးကကြာတယ်လို့လို့စတအုပ်မဖက်ရရောအဲ့တော့ဒါက self awareness က who you are လူငယ်တက်မှာခံယူချက်အရင်ကြီးကြီးတယ်ကိုယ့်ရဲ့ခံယူချက်ကိုလာပြောလဲရပါတယ်တက်ခိုက်သွားပါပြီးရင် no you need to stand up stand up လို့ပြီးတော့ငါဒါကိုယုံကြည်တယ်မရဘူးအဲ့တော့ self awareness ကအဲ့ဒါကိုပြောတာ self awareness is not only about who you are how you protect yourself ကိုယ့်ကိုဘယ်လိုကာကွယ်လဲသိလားအဲ့တော့တချို့ကအဲ့ဒါတိအရင်ရေးကြည့်ပါရဲ awareness of others ကကျတော့သူများရဲ့ feeling တွေကဘာတွေလဲ emotion တွေကဘာတွေလဲအဲ့ဒါကိုချက်ရိုးကပြန်ပြောသွားတဲ့အပိုင်းမှာချက်ရိုးပါပါတယ်တဲ့နော်အဲ့တော့ emotional intelligence မှာချက်ရိုးက၅ချက်ရှိတယ် self awareness self regulation motivation social skill and empathy အဲ့တော့တချို့တို့ကအဲ့ဒါ Daniel Goleman ကပြောခဲ့တဲ့ theory ပေါ့နော်အဲ့တော့သူကဘာကိုပြောလဲဆိုတော့တဲ့ self awareness က โอเคกูบ่าวยุ่งจีดาเลยပြီးတော့အခါကျရင်ကိုယ့်ရဲ့ inner core ကပါလေအဲ့တော့အဲ့ဒီယုံကြည်ချက်မရှိသေးတဲ့သူတွေဘာမှမဖြစ်ဘူး self awareness ကငါကအဝဲစားရှိပြီငါဘာကိုယုံကြည်သင့်တာလဲအဲ့ဒါမို့လူငယ်တွေမှာအရင်အရေးကြီးတာဘာလဲဆိုတော့လေဟိုတချို့ aura ခေါ်လား aura ကမှတမယ positive ဖြစ်နေတချို့လည်း positive ဖြစ်တယ်အဲ့တော့ကူးတာဖြစ်တာဖြစ်တဲ့အတွက်ကိုယ်လေးစားအားကျတဲ့သူကိုနေတဲ့ပုံဝင်ခြင်းဂယုဆိုင်ပါသိလားဟို ယူသည်နဲ့အတွေ့ပဲယူပါမယူသည်နဲ့အတွေ့အတွေ့အခေါ်မှားရင်တပွားလုံးသွားရောပဲအော်ကောင်းမွန်တဲ့အတွေ့အခေါ်နဲ့ inner goal ကိုဖန်ဆင်းပါဒီနေ့ကစပြီးကိုဘာကိုကျွမ်းကျင်အောင်လုပ်ပါလဲကိုဘာကိုယုံကြည်ပါလဲဆိုတာကိုချေလို့ရှာဖို့အရင်အရင်ရေးကြည့်ပါတယ်တဲ့ self regulation အရင်ရေးကြည့်တယ်ငါဒီနေ့တချက်ပို့ပြောလိုက်တယ် I'm very motivated ငါရဲ့ယုံကြည်ချက်က if there is a will there should be a way ငါရအောင်စူးစမ်းမယ်ပြောတယ် ဒါပေမဲ့အလုတ်လဲလုတ်မယ်စာလဲအတန်းလဲကြောင်တက်မယ်လဲဆိုတော့ဟာအချိန်မရှိသေးပါဘူးနောက်ဥပမာသွားလိုက်မယ်ဟာဒီနေ့မမနောစာအုပ်ကစာတုံးနှစ်နိုင်ဖက်ရမှာငါမဖက်ရတူရလားအဲ့တော့ self regulation ကိုကိုကိုပြန် reflect လုပ်ကြည့်ကြည့်ကိုဘလောက်ပြည့် self regulation ကောင်းလဲ motivation ကလူငယ်တွေမှာစိတ်တက်ကကြာတာလက်ခံတယ်ချက်လဲစိတ်တက်ကြာငယ်ကဒါပေမဲ့တစ်ချက်ကိုတစ်ချက်ဘာတင်တာလဲဆိုတော့တစ်ချက်နှစ်ရက်ထပ်ပို့ပြီးစိတ်တက်မကြာဘူး စိတ်တက်ကတော့စိတ်မပူနဲ့အောင်မြင်လဲကြမှာပဲမအောင်မြင်လဲကြမှာပဲအဲ့လိုကြားမဲ့အတူတူကအောင်မြင်ပြီးကြားတဲ့စိတ်တက်ကြတာပဲယူပြီးလူတွေကလည်း negative ကအောင်မြင်လဲပြောမှာပဲမအောင်မြင်လဲအေးဘာမှမမလုပ်တာအောင်ဘေးအောင်မြင်မလဲပြောမှာပဲအောင်မြင်လဲဟဲ့အောင်မြင်မှာပေါ့ तू ကပြောပါစေလေဘေးအားလုပ်ပြီးပြောအောင်မြင်ပြီးပြောခံမလားကြားရှုံးပြီးပြောခံမလားအဲ့တော့ဘာမှမလုပ်တော့ဘာမှမဖြစ်ဘူးလူငယ်ဘု து မှာတစ်ချက်ပြောချင်တာအရင်ကြီးကြောက်ရမလို့ဒါပေမဲ့အမှားရှိရင်ကိုလက်ခံ ပြင်မယ်အောက်ခဆရာတော်ဖျားကြီးကဟောတယ်ပျော်နိုင်ရဲနဲ့ပျော်ဖို့မိတ်နေသူများဆိုတာအဲ့လားပြောတာလေဘဝမှာစိတ်ထဲကြတာ positive နဲ့ negative နဲ့ဘာလို့ပဲစဉ်းစားမိတာလဲ negative so there's a lot of positive thing self awareness ကကျွန်တော်အဲ့ဒါပြောတာအိုးကောင်းတာလေးတွေလည်းအများကြီးရှိသေးတယ်အခုဒီမှာဆိုလဲကြည့်တစ်ချက်ဆိုလဲစိတ်ထဲကြကြရဲ့အများကြီးပြောအိုးငါ့ကိုချစ်နေတဲ့သူတွေအများကြီးပဲအဲပတ်မှုပေးနေတဲ့သူတွေအများကြီးပဲဆိုတော့ motivation မတက်ဘူးလားအော် self awareness မှာကို motivation တက်အောင် တက်မဲ့အရာတွေကိုအရင်ကြည့်ကြားမဲ့အရာတွေကိုအရင်မကြည့်နဲ့နော်ကိုယ့်ကို empathy လေးပေးကိုယ့်ကိုသနာအဲ့ဒါတိချို့အရာရာရေးကြည့်ပါလေ social skill ကကြတော့ဘာလဲဆိုတော့ခဏန်းသိလားအေးစားလိုက်ခဏန်းစားလိုက်ခဏန်းခဏန်းဘယ်လိုသွားလဲဘယ်လားရှိရသွားလားနောက်ကလိုက်လားအဲအဲ့လိုခဏလို့လူမဖြစ်စေနဲ့ရှေ့ရသွားပါဆိုလည်းမဟုတ်ဘူးနောက်ကလိုက်ပါဆိုတော့ social skill ကကြာတော့အလုံးလုံးတယ်ဆိုရင်ကိုကသူများရင်းနဲ့အဆင်ပြေရဲ့လား ပြောတခြားနှစ်ခုပြောခြင်းတယ်တခြားနဲ့နောက်တယောက်ရှိတယ် I am okay you are okay ပဲဆက်သွားခြင်းတယ် you are okay I am not okay မသွားခြင်းဘူး I am okay you are not okay လည်းမသွားခြင်းဘူးတချို့ situation I am not okay you are not okay very toxic အလိုရှိရင်အဲ့တခြားအလိုအခြေအနေမှာ what can i do အဲ့တချို့ဘာလုပ်လို့ရလဲ I am okay you are okay ဖြစ်သွားအောင်ခါလိကြရင်အဲ့ဒါ trigger လေးပဲနော် I am okay you are okay ဖြစ်ဖို့အတွက်လက်ဆောင်လေးတစ်ခုပေးလိုက်ရ I am okay you are okay ဖြစ်သွားအောင် ခါလေးကျဲဟဲဒီနေ့နောက်ကျသွားရယ်နော် sorry နော်ဘာဖြစ်လို့လုပ်ငန်းခွင်လည်းဝင်တဲ့ခါကျဲဟဲအမအေးဒီ data လေးပေးဦးနော်ဟိုတနေ့ကကိစ္စမရှိဘူးနော်ချက်ပြောချင်တာ emotional intelligence က i am okay you are okay အဲပြီးတော့ခါကျရေး i am not okay you are okay ဆိုလဲ i the stand up လို့ပြီးတော့ speak up လို့ရမယ် i am not okay ဒါပေမဲ့အဲ့တော့ကိုပြောတဲ့နီလန်းကဆဲဆိုပြီးတော့ပုံနိုင်ချင်းအေးအေးမေအမေကလေးပြပြီးရလေးပြတော့ပြောလို့ရလား မရဘူး तू လဲ okay ဖြစ်အောင်တိလာဟဲ့မင်းဒါဒီလို့အမေမသိလို့အေးအဲ့ဒါက emotional intelligence i am okay you are okay နော်အေးရပြီနော် okay emotional intelligence ကာ it is all about managing your feeling stimulating your feeling to have a change a positive change ပိုကောင်းတဲ့သူတယောက်ဖြစ်ဖို့ပိုကောင်းတဲ့အခြေအနေရဖို့အတွက်ကိုယ့်ရဲ့ခံစားချက်သူ့ရဲ့ခံစားချက်ကိုထည့်သွင်းစဉ်းစားပြီးအကောင်းဆုံးဆုံးဖြတ်ချက်ကိုရအောင်ဖန်ဆင်းနိုင်စွမ်းရှိတာကို emotional intelligence လို့ခေါ်တယ်။ emotional intelligence ကောင်းမှုတဲ့တချို့ကစက် awareness ကိုဘာဖြစ်နေလဲကိုဘယ်လောက်ထိအောင်မြင်နိုင်လဲကိုယ့်ကိုတန်မိုးထားရလားကိုယ့်ရဲ့ value ကဘာလဲသိရမယ် awareness of the others သူများကိုဘာဖြစ်နေလဲချို့ပြန်သိပေးရမယ် ပြီးတော့ရ awareness of the saturation ခုလက်ရှိဖြစ်နေတဲ့ saturation ကဘာလဲဆိုတာသိရမယ် change တစ်ခုကိုရအောင်ဖန်ဆင်းပေးနိုင်ရမယ် so ကိုကလူပဏ္ဏယောက်ကိုကို့မှာရှိတဲ့ knowledge ကိုဝေမျှပေးလိုက်နိုင်လေလူပဏ္ဏယောက်ကိုအလုံးခံနာပေးနိုင်လေဒါတွေအားလုံးက value ဖြစ်လာတာလေအဲ့တော့အဲ့ဒီဟာတွေပုံမှန်မူတည်ပြီးတော့ ပိုကောင်းတဲ့အနာဂတ်တွေရှိကြပါစေပြီးတော့ကိုယ့်ကိုယ်ကိုအထင်မပေးပါနဲ့တအားတို့တမီးတို့တည်တအားတို့ထင်တာတတမျိုးထင်တာထပ်ဆောဆောင်နိုင်ပါတယ်เนาะ teacher လဲ i'm gonna be here အဲ့တော့ education က to be honest education is expensive ဈေးကြီးတယ်ဒါပေမဲ့အဲ့ဒီဈေးကြီးတဲ့အကြောင်းတစ်ချက်ရှိလာတာပါတစ်ချက်ဒီ free education တွေက free certificate တွေကဒီလိုဟာမျိုးတွေအများကြီးလုပ်ပေးနေပါတယ်အဲ့တော့ကိုကအရန်အောင်မြင်ခြင်းနဲ့ ဒါပေမဲ့သက်ဆန်ကကိုပြဿနာဖြစ်နေရဆို come and talk to me တချို့လာပြောပါတချို့အကောင်းဆုံး support လုပ်ပေးတယ်အားလုံးလုပ်ပေးပါမယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ဆုတောင်းပေးပါတယ်ရှင်မြန်မာ Imperial College MIC အိမ်မက်ပါအိမ်မက်များကိုယုံကြည်ပါအိမ်မက်များကိုအကောင့်ထည့်ဖို့ပါ